မန်ယူအသင်းမှာဆန်ချိုခြေစွမ်းမပြနိုင်တဲ့အပေါ်ထူးဆန်းတဲ့အကြောင်းပြချက်ပေးလိုက်တဲ့ဆိုရှာ မန်ယူအသင်းရဲ့နေပြဟောင်းအိုလီဂနာဆူရှာကဂျယ်ရန်ဆန်ချိုနေနဲ့မန်ယူအသင်းကိုစပြီးတော့ရောက်လာတဲ့အချိန်မှာခြေစွမ်းမပြနိုင်နဲ့နောက်ွယ်ကအချောင်းရင်းနေတဲ့မှာနာပိုးဝင်ချင်းကအဓိကအချောင်းရတစ်ခုဖြစ်ခဲ့တယ်လို့ပြောဆိုလာခဲ့ပါတယ်။ဆန်ချိုက2021ခုနှစ်မှာဒေါ်မွန်ကနေပြီးတော့ပေါင်83တန်းနဲ့ယူနိုက်တက်ကိုရောက်ရှိလာခဲ့တာဖြစ်ပေမဲ့အသက်25နှစ်အရွယ်ကစားသမားက Ultra 4မှာထင်သလောက်ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ပဲလက်ရှိအချိန်မှာ Aston Villa မှာ အငားနဲ့တောင်းရောက်ပြီးတော့ကစားနေပါတယ်။မန်ယူအသင်းဘက်ကတော့ဆန်ချိုရဲ့ပြောင်းရွှေ့ကြေးတန်ဖိုးကိုကာမိဖို့ရအတွက် သူရဲ့စာချုပ်ကိုတနည်းတတန်းတိုးခွင့်ရှိနေပေမဲ့လာမယ့်ຫນွေရသည်မှာအလွတ်ပြောင်းရွှေ့ခြေနဲ့ထွက်ခွာခွင့်ပြုဖို့အထိပါစဉ်းစားနေရလို့သိရပါတယ်။ Ultra 4ကိုစံချိုရောက်ရှိလာတဲ့အချိန်မှာဆိုရှာကမယိုတင်းရဲ့နေပြအဖြစ်တာဝန်ယူဆောင်ရွက်နေတာဖြစ်ပေမဲ့ဆိုရှာက2021ခုနှစ်နိုဝင်ဘာလမှာယာရုကနေထုတ်ပယ်ခံလိုက်ရတာကြောင့်သူတို့နှုတ်သားလေးလားသာအလုပ်အထူးတွဲလုပ်ခဲ့ရတာဖြစ်ပါတယ်။အခုတော့ဆန်ချိုခေါ်ယူဖို့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့ The Overlap Season မှာ မေးမြန်းခံရတဲ့အခါဆိုရှာကအခုလိုပဲပြောဆိုခဲ့ပါတယ်။ကျွန်တော်တို့ကနောက်ထပ်ခြေလှမ်းတစ်ခုကိုထပ်ပြီးတော့တက်ချင်ခဲ့တာပါ။ကျွန်တော်တို့မှရှိပြီးသားအရာကနေအဝေးကိုသွားဖို့လောက်တာမျိုးမဟုတ်ပဲတကူးကိုထပ်ပြီးတော့ဖြည့်ချင်ခဲ့တာပါ။ပြိုင်ဘက်ရဲ့ကို area ထဲမှာခံစစ်တန်းတွေကိုဖြိုခွင်းနိုင်တဲ့ကစားသမားမျိုးကျွန်တော်တို့လိုချင်ခဲ့ပါတယ်။ Jaden ကသူ့ရဲ့ကျွမ်းကျင်မှုအရေးချင်းချိတ်ဆက်ကစားနိုင်မှု ကိုအေရီယာအနာကိုဘောလုံးပေးပို့မှုလေးတွေနဲ့ကျွန်တော်တို့ကိုပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူကံမကောင်းခဲ့ပါဘူး။သူအသေးမရောက်ခင်အားလည်းရက်မှာခီးထွက်ခဲ့ပါတယ်။ အဲ့ဒီမှာနားပိုးဝင်သွားခဲ့တာပါဈေးုံတက်ခဲ့ရပြီးတော့ကျွန်တော်တို့ ਨੇ အလေးချင်းရေးမစခင်ပထမဆုံး၁၀ရက်လောက်ကလေးကရုံးခံခဲ့ရပါတယ်ဒီအကြောင်းကအပြင်းအမရောက်ခဲ့ပါဘူးဒါကြောင့်လေသူနဲ့ကျွန်တော်ကောင်းကောင်းအလုပ်တွဲမလုပ်ခဲ့ရပါဘူးသူခြေစွမ်းပြန်ကောင်းလာတဲ့အချိန်မှာကျွန်တော်လည်းအသင်းကနေထွက်ရဖို့ဖြစ်သွားခဲ့ပါတယ်ဆိုပြီးတော့ဆိုရှာပြောဆိုခဲ့ပါတယ်ဆက်လက်ပြီးတော့လေဆိုရှာက market rush ဖို့ကရိုယာဒီအပြောင်းရွှေ့ကာလမှာဘာစီလိုနာကိုအငောင်းနဲ့ပြောင်းရွှေ့သွားပြီးတဲ့နောက်မှန်ကန်တဲ့ခြေလမ်းကိုလမ်း မ်းနိုင်သွားပြီလို့ပြောဆိုခဲ့ပါတယ်။ကျွန်တော်မန်ယူကနေထွက်သွားပြီးတဲ့နောက်ပိုင်းမာကက်စ်နဲ့တိတ်ပြီးတော့စကားမပြောဖြစ်ကြဘူး။သူ့ကိုစာလေးနည်းနည်းတော့ပို့ဖို့ပါတယ်။သူ့ရဲ့ဘဝမှာဘာတွေဖြစ်ခဲ့လဲဆိုတာကျွန်တော်မသိပါဘူး။ဒါပေမဲ့သူဘာစီလိုနာမှာပျော်ရွှင်နေတာကိုတော့မြင်ရပါတယ်။သူမန်ယူမှာပျော်ရွှင်ခဲ့ပုံမရဘူး။ဒါဟာမန်ယူတစ်ခုတည်းကြောင်းလို့တော့ကျွန်တော်မထင်ပါဘူး။နေရာတိုင်းမှာပါ။ PR တွေအားလုံးကတစ်ခုနဲ့တစ်ခုမတူကြပါဘူး။ နက်ပိုင်းမှာကစားသမားတွေစီကအသင်းစီကိုစိတ်ဆိုးပြီးတော့ရောက်လာတဲ့အခါဘာတွေဖြစ်ခဲ့လဲဆိုတာကျွန်တော်တို့မသိပါဘူး။အဲဒါကနေပြတယောက်ရဲ့အလို့ဆိုတော့တခုခုမားနေတာကိုတော့မြင်ခဲ့ပါတယ်။ဘာတွေဖြစ်ခဲ့လဲဆိုတာကျွန်တော်တို့မသိပါဘူး။ကျွန်တော်တို့ကသူ့ကိုကောင်းကောင်းကစားစေခြင်းခဲ့ရုံပါပဲ။သူကခြေစွမ်းကောင်းပြီးတော့ပျော်ရွှင်နေရင်မယုံနိုင်စရာကောင်းတော့အောင်တော်တဲ့ကစားသမားတူပါ။သူမှအဲဒီလိုမျိုးစွမ်းရင်ရှိပါတယ်။ဥပမာအောင်လေးဟာလန်းကိုကြည့်လိုက်ပါ။သူကအကွင်းထဲမှာရှိနေတဲ့အခါမှာဆေးရောင်ထက်သန်မှုနဲ့စွမ်းရင်ကို ြသနေပါတယ်။ဒါတော့တော့အနည်းဆုံးတော့ဖြစ်သင့်ပါတယ်။ဒါပေမဲ့ Rashford နဲ့ပတ်သက်ရင်ဘာလို့လဲပုဂ္ဂိုလ်ရေးပြဿနာတွေကြောင်းလားပွဲတွေများလုံးလို့လားကျွန်တော်တို့မသိပါဘူး။ဒါပေမဲ့အခုသူကတော့မှန်ကန်တဲ့ခြေလှမ်းကိုရှာတွေ့သွားခဲ့ပါပြီဆိုပြီးတော့ဆိုရှယ်ပြောဆိုသွားခဲ့ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။